2025ခုနှစ်အောက်တိုဘာလ9ရက်အင်္ဂါနေ့မနက်စောစောနှုတ်ကော်ရညီဖျားကင်နာတက်ရောက်လာတဲ့ကျွန်တော်တင်ပြခန်းစားပြီးတိရကလာတော့လာကျင်လဲမယ့်ခွင့်ရွတ်အတွက်ပြင်ဆင်ပေးတဲ့ဖျက်ရှင်နမပုံကြည်ပါစီတော့ကလာရှင်ရှိစွာရင်းနှောင်းပစဉ်နှစ်စာနေဘဒီကနေ့ပါဝင်ကျွန်တော်ကျမတက်ရောက်ချစ်စီအသက်ရှင်ခဲ့တဲ့ရပ်ပေါင်းက280တီတီရှိခဲ့ဖြစ်ပါတယ်ကွန်ကရစ်ရပောင်း280ကိုဘလို့တုံးပြုကြလဲပြန်ပြောင်းဆက်စစ်ပြီးတော့စဉ်းစားဆင်ခြင်လုံသွင်းကြရအောင် ကျက်ရှိသေးတော့မန္တပ်ပိုင်းစားပြီးတော့နှစ်ကုန်ဒီ85ရက်ဖဲကျန်ပါတော့တယ်။အဲ့ဒီ85ရက်ကိုလည်းကာလာချုံကောင်းဆုံးရွေးနှုတ်ပြီးသွားလာခြင်းလည်းပို့လို့ကရှေးဥစွာတိုက်တွန်းလို့ဆိုလိုပါတယ်။ဒီကနေ့ My Blessed of Morning အစီအစဉ်ကိုအဓိက ခြေပြုမဲ့ကျမ်းစာကတော့ဟေရှာနာဂရီချန်ခန်းကြီး24အပိုက်ငယ်14ဖြစ်ပါတယ်။ထိုသူတို့သည်ကြွေးကြော်၍ရှင်လန်းစွာတခြင်းဆိုကြလိမ့်မည်။ထာဝရဘုရားကိုချီးမွမ်းသောအသံနှင့် ပင်လယ်တစ်ဖက်မှမြည်ကြလိမ့်မည်။လက်ကိုယ်တော်သည်အသက်ရှင်တဲ့ဇာတော်ပြည်တိုင်းကြောက်တိုင်းမှာဖျားသခင်သည်အတ္တတပတ်ပြန်လဲကောင်းချီးပေးပါစေတော့။အာမင်။ခေရှာအနာဂတ်ကြောင်းလို့ပြောရကြောင်းလာမယ့်အနာဂတ်ကိုဖော်ပြရရာဖြစ်ပါတယ်။ကျွန်တော်ယုံကြည်တာကတော့နှစ်ပေါင်းတစ်ထောင်ကာလကိုအဓိကယူရင်နဲ့ကျမ်းပစာတစ်ပိုက်လို့ကျွန်တော်ဖော်ပြလိုပါတယ်။အဒီပါတိကအကြောင်းအရတော့ဗာလဲဆိုရင်ဖျားသခင်ကိုချီးမွမ်းခြင်းနဲ့ပတ်သက်တဲ့အရာဖြစ်ပါတယ်။အဲ့နိုင်ငံတော်သားနိုင်ငံတော်မှာဝန်ဆောင်ရတဲ့သူတွေ အားလုံးပါတဲ့ကျွေးကြော်ပြီးတော့ရွှင်လန်းစွာတခြင်းဆိုရယ်ဘာကြောင့်လဲဘေးရင်ကာလခုနှစ်နှစ်မှာစာရမဏေညှဉ်းပန်းခြင်းနှိမ့်ဆက်ခြင်းပြပတ်သုံးနှစ်ခွဲတော့တက်ဆောင်တက်တာပေါ့လေမိသားဖွဲ့လူစံစာပြောတာဘဒုတိယသုံးနှစ်ခွဲမှာတော့တော်တော်လေးပြပြထန်ထန်ကြမ်းကြမ်းတန်းတန်းနဲ့အမှသာသအာဇာနီတွေမာတူရအများကြီးပေါ်ထွက်လာတာအော်ဘေးရင်ကာလခုနှစ်နှစ်စာရမဏေအုပ်စုတဲ့ကာလနဲ့နှစ်ထောင်ဆိုတဲ့နိုင်ငံတော်ကာလအရှင်ရှုပြားကိုယ်တိုင်အုပ်စုတဲ့ကာလကွဲပြားကွာချက်ကိုမြင်တွေ့ရတဲ့ခါမှာ လူသားတွေကနိုင်ငံတော်သားတွေကမချီးမွမ်းမဲ့တဲ့မနေနိုင်တော့ဘူး။အော်ဒါကြောင့်လူချီးမွမ်းတဲ့ခါမှာကြွေးကြော်ပြီးတော့အပံလွှင့်လဲလို့ဆိုလိုတာပါ။ရွှင်လန်းစွာ တခြင်းဆိုတယ်။အော်သူတို့ရွှင်လန်းစွာတခြင်းဆိုတဲ့အတန်ဘာဖြစ်လဲဆိုရင်ထောက်ထားဖျားကိုချီးမွမ်းသောအတန်နဲ့ပင်လေတစ်ဖက်မှညီကြလိမ့်မယ်။ပဲ့တင်တယ်လို့လို့ဖော်ပြရရရလို့ဒီကဖော်ပြတဲ့ဒီကနေကြွေးကြော်လိုက်တဲ့အရာဒီကနေချီးမွမ်းတဲ့အရာဟာပြန်လဲပြီးတော့ရောက်လာတယ်။ဒါပဲ့တင်တယ်လို့ပြန်ပြီးရောက်လာတယ်လို့ ရည်ရွယ်နေခြင်းဖြစ်ပါတယ်။ဘုရားသခင်ချီးမွမ်းခြင်းကဘယ်တော့မှမယုံမယောသွားဘူး။တိုးတက်ပြီးတိုးတက်ပြီးရှိဖို့ပဲဖြစ်ပါတယ်။ကြောက်ဒီနေ့ချက်တော်ညီကောင်မှာတော့ကျွန်တော်တို့ဒီအသင်းတော်ခေကာလာမှာထိုးအရှင်ကိုကျွေးကြော်ပြီးတော့ချီးမွမ်းတာဘလို့များရှိပါသလဲလို့နှုတ်ကတော်မှာစမ်းစစ်စဉ်းစားဖို့ဖြစ်ပါတယ်။ထိုးရှင်ဒီကျွန်တော်တို့ရဲ့ချီးမွမ်းခြင်းထိုက်တန်တဲ့ဘုရားဖြစ်တယ်။လောကမြကြီးမှာရှိတဲ့တန်ပေါင်းဟလာ9000ကျော်ဝ7 billion ကျော်သွားပြီ။ ိတ်ဘီလီယံတော့မကြခင်ရောက်တော့မယ်အဲ့ဒီလူတွေအားလုံးချီးမွမ်းနေရင်တော့နော်ဒါသူတို့အားလုံးယုံကြည်သူဖြစ်ရင်ပြောတာပါတင်စားတာပါအိတ်ဘီလီယံလောက်ရှိတဲ့နီးပါးလောက်ရှိတဲ့လူတွေအားလုံးချီးမွမ်းနေတော့ထိုရှင်ဟာအဲ့ချီးမွမ်းခြင်းနဲ့ပါရိတ်ထိုက်တယ်ရှင်ဖြစ်တယ်ထိုရှင်နာမပုံကြည်ပါစေအာလေလုယာအာမင်ထိုရှင်ဟာကျွန်တော်ကျမချီးမွမ်းခြင်းနဲ့ထက်ပါရိတ်ကြည်မြတ်ပြီးပါရိတ်ထိုက်တယ်ရှင်ဖြစ်တယ်ဆိုတာတည်ကျွမ်းခြင်းနဲ့တူကျွန်တော်ဘုရားတတနိစ္စနဲ့မြတ်ထိုရှင်ကို တချင်းဆိုလည်းကြွေးကြော်လည်းချီးမွမ်းခြင်းဟာဘလို့များရှိနေပါသလဲဆိုတာဆန်းစစ်စဉ်းစားဆင်ခြင်ဖို့အတွက်နှုတ်ကတဲ့စာမှာရက်တည်ပြီးတော့ကျွန်တော်ဝင်ကတိုက်တွန်းလိုပါတယ်ကြော်ရဲနှုတ်ကတော့ဝင်ကချာဖြစ်အကြောက်တိုင်းမှာဘုရားသခင်သည်အတိတ်တပံပြန်လဲကောင်းကြီးပြပါစီတော့စတောင်းအမှန်ကြပါစို့ပြတော်ရရှင်ဖပါဘုရားပြီးတဲ့ကာလလွတ်မြောက်ပြီးတော့နိုင်ငံတော်ဝင်စားတဲ့အခါမှာ အသွေးသားခန္ဓာနဲ့ဝင်စားတဲ့နိုင်ငံတော်သားတွေကကိုရော့ကိုရှင်လန်းစွာနဲ့တချင်းဆူကြမယ်ကြွေးကြော်ကြမယ်ကိုရော့ကိုချီးမွမ်းတဲ့တန်ဟာပင်လယ်တစ်ဖက်ကတော့ရောက်လာမယ်လို့ပြောပါတယ်ပင်လယ်တစ်ဖက်ကသွားပြီးတော့မြည်မယ်လို့လည်းပြောပါတယ်အဲဒါကြောင့်ဒီနေ့ဂျေဇုရခေတ်ကာလရဲ့အဆုံးသက်လေးမှာအသင်းတော်ခေတ်ကာလရဲ့အဆုံးသက်လေးအသင်းတော်ချီဆောင်ဖို့နီးနေချိန်ကာလလေးမှာသားတို့ရဲ့ကိုရော့ကိုကြွေးကြော်ခြင်းကိုရော့ကိုချီးမွမ်းခြင်းကိုရော့ကိုရှင်လန်းစွာနဲ့ ဝန်ခံခြင်းနေတော့သွာလာခြင်းလည်းခြင်းဟာအဘယ်ကဲ့သို့ရှိတယ်ဆိုတာနောက်ကတည်းကဆိုမှယက်တီပြီးတော့စဉ်းစားဆင်ခြင်တဲ့အကြောင်းဖြစ်စေဖို့အတွက်အသက်တိုင်းပါလမ်းပြပဲ့ပြင်ပို့ဆောင်ပြီးတော့ကောင်းချီးပေးပါမိအကြောင်းတည်ခြင်းမှအသက်ရှင်တော်မူသောကယ်တမန်ရှင်အရှင်ယေရှုဖရာနာဘရဘီကိုပြီးပြီးဂျေဇုတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအနှံ့ကြပါရပါဖရာတခင်အာမင်ရှင်လန်းစွာတခြင်းဆိုဖို့လိုတယ်ရှင်လန်းစွာနဲ့ကြွေးကြော်ဖို့လိုတယ် ထိုရှင်ဟာကျွန်တော်ရဲ့ချီးမွမ်းခြင်းနဲ့ကျွန်တော်ကြွေးကြော်ခြင်းတဲ့ပါ၍သူမြတ်တဲ့ရှင်ပါ၍ကြီးမြတ်တဲ့ရှင်ဆိုတာသိဖို့လိုပါတယ်ဝင်ကားချက်ကို public မှာ share လုပ်ပြပါအောင်လို့ရောက်တော့ဘုရားသခင်သည်ကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးတန်ပြတော်မူပါစေသောအာမင်